အရင်ဗီဒီယိုမှာကျွန်တော် YouTube ကြည့်နေတဲ့ Make Sway တွေအားလုံးအတွက်ကိုတွေးဆုံပြီးတော့အမေးပြေကဏ္ဍတစ်ခုကိုအင်းနီနီနဲ့စကားပြောချင်ပါတယ်ကျွန်တော် Zoom meeting နဲ့စကားပြောချင်တယ်လို့ကျွန်တော်တင်ပြလိုက်တဲ့အခါမှာတော်တော်များများကတွေ့ချင်ပါတယ်တက်ချင်ပါတယ်တက်ရောက်နိုင်ပါတယ်ဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်အောက်တိုဘာလ9ရက်နေ့မြန်မာစံတော်ချိန်မနေ့10နာရီတင်းငွေနေနေ့မနေ့ပေါ့နော်ဒီအမေရိကန်မှာဆိုရင်တော့ကျွန်တော်စနေနေ့ည7နာရီခွဲလောက်ဖြစ်မယ် တော်တော်များများကတွေးချင်တယ်တက်ချင်တယ်ကြောင့်မလို့ကျွန်တော်အဲ့ဒီ meeting ကိုလုပ်ဖြစ်ပါတယ် meeting ရဲ့ detail information ကိုတော့ကျွန်တော်ဒီဒီ video ရဲ့အောက်မှာ description box မှာရေးထားပါမယ် Zoom meeting ဖြစ်ပါတယ်ကျွန်တော် free account ရထားတဲ့ Zoom meeting ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် minute 40အထိပဲပြောလို့ရပါတယ်ရင်းရင်းနှီးနှီးပဲကျွန်တော်တို့ဆရာနဲ့တပည့်ပြောသလိုမဟုတ်ပဲနဲ့တကယ်ချင်းနေလပေးဆိုင်မှာရင်းရင်းနှီးနှီးစကားပြောသလိုပဲခင်ခင်မင်းမင်း free style လွတ်လွတ်လပ်လပ်ပဲမေးချင်တဲ့မေးခွန်းတွေမေးပါကျွန်တော်လည်းသီးသလောက်ဖြေပါမယ်ကျွန်တော်လည်းမေးစရာရှိတာလည်းတက်ရောက်လာတဲ့လူတွေကိုလည်းကျွန်တော်မေးပါမယ်အဲ့ဒါကြောင့်မလို့တော်တော်2020 2025ခုနှစ်မှာကျွန်တော်တွေ့ဆုံပွဲအမေးအဖြေကဏ္ဍလေးကိုအောက်ပါအစီအစဉ်တိုင်းကျွန်တော်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒါကိုကျွန်တော်ဒီဗီဒီယိုရဲ့ description အောက်မှာအသေးချာကြည့်ပါအဲ့ဒီ Zoom meeting ရဲ့ link တွေနောက်ပြီးတော့မှကျွန်တော်တို့ passcode တွေအတွက်ကိုလည်းဒီမှာလာကြည့်ပါကျွန်တော် Facebook page မှာလည်းကျွန်တော်တင်ပေးပါမယ် share ပေးပါမယ်တက်ရောက်ခြင်းတဲ့လူတွေကတင်းငွေနေနေ့မနေ့အောက်တိုဘာလ9ရက်နေ့10နာရီဖြစ်ပါတယ်ဒီ Zoom meeting ကပတ်သက်ပြီးတော့မှကျွန်တော်တို့ ဒီသေးတွေကိုဒီဗီဒီယိုလေးကနေအနှဲငယ်ရှင်းပြချင်ပါတယ် disclosure တွေပြောချင်ပါတယ်ဆိုလိုတဲ့ဘောကဒီ meeting ကကျွန်တော် recording လုပ်ထားပါမယ်ကျွန်တော်တို့မှတ်တမ်းအနေနဲ့ဒီအမေးဖြေခန်းနာကိုအဲ့ဒီ recording လုပ်ထားတဲ့ဗီဒီယိုကိုဒီတက်လာတဲ့လူရဲ့အမေးဖြေရဲ့ဗီဒီယိုကိုကျွန်တော် YouTube channel သို့မဟုတ်ကျွန်တော် Facebook page မှာလည်းတင်ချင်တင်ပါမယ် အကယ်လို့မိမိကမိမိရဲ့ဒီမီတိန်မှာပြောထားတာတွေကို မတင်စေချင်ဘူးအာ Facebook YouTube တွေမှာမတင်စေချင်ဘူးဆိုလို့ရှိရင်တော့ဒီမီတိန်ကိုမတက်ပါနဲ့လို့ပဲကျွန်တော်အကြံပေးချင်ပါတယ်အဲဒီမီဒီယောတက်ရောက်လာပြီးတော့ဆွေးနွေးတဲ့ကိစ္စတွေအကုန်လုံးကိုကျွန်တော်က YouTube ပေါ်မှာတင်ပါမယ် Facebook မှာတင်ပါမယ်အဲ့ဒါကိုကြိုတင်ပြီးတော့အကြောင်းကြားခြင်းဖြစ်ပါတယ် ကျွန်တော် free account ပဲရပါတယ်ရှိတဲ့အတွက်ကြောင့် Zoom မှာကျွန်တော် free account 40 minutes မိနစ်40လောက်ပဲအချိန်ရှိပါတယ်အဲဒါကြောင့်မလို့ကျွန်တော်တက်ရောက်တဲ့လူတွေကကြိုတင်ပြင်ဆင်ပြီးစီကန်အနေငယ်လေးတွေစီကန်လေးလာဖို့အတွက်ကိုတိုက်တွန်းချင်ပါတယ်ဒီ video တက်လာတဲ့ခါကျရင်အတန်တွေကို mute လုပ်ထားပါအဲကိုအလှည့်ရောက်မှာပေါ့နော်ကိုမေးတဲ့မေးခွန်းမေးစရာရှိတဲ့ကိုအလှည့်ရောက်လို့ချင်းတော့ အမ်မြူလုပ်ပြီးပါပေါ့နော်မြို့ပြီးတော့ပြောလို့ရပါတယ်ပြီးလို့ရှိရင်ဗီဒီယိုတွေတော့ဖွင့်ထားပါအားလုံးကျွန်တော်တို့ကခင်ခင်မင်မင်ပဲအားလုံးရဲ့မျက်နာတွေကိုနီးနီးနီးနဲ့မိတ်ဆက်ချင်ပါတယ်အဲ့ဒါကိုတွေ့ချင်ပါတယ်ပေါ့အဲ့ဒါကြောင့်ဗီဒီယိုတွေကိုဖွင့်ထားပေးကြပါကျေးဇူးပြု၍ပြီးရင်တယောက်နဲ့တယောက်ကိုလေးလေးစားစားဆက်ဆံဖို့အတွက်ကျွန်တော်노โซချင်ပါတယ် we must respect everyone in this meeting မိမိစကားပြောမယ်ဆိုရင်လည်း loud and clear အားလုံးနားလည်သဘောပေါက်အောင်အတွက်ကိုမေးကောမေးမယ်စကားပြောမယ်ဆိုရင်အတန်ကိုကြဲတဲ့တော့ကြဲပြီးတော့မှရှင်းရှင်းလင်းလင်းပြောပါတိတ်အမြန်လုံးအနေလုံးလည်းမပြောပါနဲ့နော်ရှင်းရှင်းလင်းလင်းပြပြတတ်တာနဲ့အတန်ကိုကြဲလောင်းကြဲလောင်းဆိုတော့အရင်အော်ပြောရမှာမဟုတ်ပါဘူးကြားနိုင်မယ်လူတိုင်းကြားနိုင်မယ်ဘောလေးမျိုးကိုပြောပါလို့ကျွန်တော်အကြံပေးချင်ပါတယ်ဆရာလောက်တာမဟုတ်ပါဘူး after all we have to enjoy each other and enjoy the meeting ပြပြချင်းချင်းနဲ့ချင်းချင်းနီးနီးကျွန်တော်တွေ့ဆုံမှုအတွက်ကိုမျှော်လင့်နေပါတယ်အားလုံးစိတ်ချမ်းသာကိုကျမ်းမာနဲ့အောင်မြင်မှုတွေရရှိပါမယ် see you in the next video တွေ့ကြမယ် zoom meeting မှာ